မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဘုံပတ်ကျင်းနေတော့သွေးစွန်းတကြံဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်ဒီကနေ့မြန်မာနေ့တဲ့ကိုနေစံတရံနေ့ဖြစ်ပါတယ်ရှင်ရွရဆင်လာရှင်လူကြီးတွေကဲ့သို့ဖျားသွာကြောင်းတက်ပိပဋ္ဌံရွခြင်းဖြင့်မင်္ဂလာရှိစွာဖြင့်ဖြတ်တန်းလိုကြတော့လည်းမဖြစ်နိုင်သေးပါအကြောင်းကတကြံကဲ့သို့အခါကြီးရကြီးတွေလိုပဲဘာသာရေးအဆောင်တွေကိုဘုံပတ်ကျင်းပြီးသွေးစာနေတဲ့စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်ပြီးခဲ့တဲ့တကြံလေးရတာကာလအတွင်းစစ်ကောင်စီကဖုန်ကြီးကြောင်းနဲ့ဘာသာရေးအဆောင်တွေကို ဓိကပြတ်မှတ်ထားနေစဉ်နေ့စဉ်ပုံကျဲခဲ့တဲ့ကိုရင်ငယ်လေးတွေနဲ့တန်ကတော့အပါ40အပါဝင် 40ဦးထပ်မံတည်ဆောင်ပြီးဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။ဘုံကြီးเจ้าများဘာသာရေးအဆောင်များခိုလုံရအင်အားများပြက်စီးခဲ့တဲ့အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကအာဏာသိမ်းကောင်စားပို့ကြောင့်မူကြီးမင်းအောင်လိုင်းအမိန်မှလာတဲ့စစ်ကောင်စီကတကြံအကျိုးနဲ့ AB လ73ရက်မနက်9နိုင်ခွဲကမှရခိုင်ပြည်နယ်ကြောက်တော်မြို့စကိုင်းတိုင်းကွန်ကရစ်မြို့ကိုလေကြောင်းမှပုံကျင်းခြင်းဖြင့်တကြံကာလအရသာပြည်သူတွေကိုသွေးထွက်တန်ရုံဖြစ်စေတဲ့တိုက်ခိုက်မှုကိုစတင်ခဲ့တကြံကာလအတွင်းနောက်ဆုံးတိုက်ခိုက်မှုမှာမင်းကတကြံအတက်နေညာကကောလင်းမြို့အရှိန်ပိုင်းကိုလေကြောင်းမှပုံကျင်းခဲ့ပြန် DNA. ။တကြံအကြုံနီးမှအတန်နေတီစစ်ကောင်စီကစကိုင်းတိုင်းကချင်ပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းတို့မှာ15မြို့နယ်ထက်မနည်းကိုလေကြောင်းမှပုံပတ်ကျင်းခဲ့တဲ့တရက်တည်းမှမနာခင်တကြံအကြုံနီးမှပဲချင်းပြည်နယ်မင်းတပ်မြို့မှာမြို့မနှစ်ချင်းဖျားကျောင်းစကိုင်းတိုင်းဒဇယ်မြို့နယ်လေမရွာဖုန်ကြီးကျောင်းကိုပုံကျင်းခဲ့တဲ့တကြံအကြနေမှာစကိုင်းတိုင်းကနီမြို့နယ်မှာဖုန်ကြီးကျောင်းအင်းတော်မြို့မှာပိန်နေကုန်းဖုန်ကြီးကျောင်းမန္တလေးတိုင်းနထိုးကြီးမြို့နယ်ရှင်လေကုန်းတော်ကျောင်းတို့ကိုပုံကျင်းခဲ့တဲ့တကြံအကြနေမှာမကွေးတိုင်းထီလင်းမြို့နယ်မှာဖုန်ကြီးကျောင်း ခရင်ပြည်နယ်ကြုံတောမြို့မှာကန်းဒီစပ်ပြချင်းရွာဖုန်ကြီးကျောင်းတို့ကိုလေကျောင်းမှပုံကျင်းခဲ့တယ်။တကြံအတန်းဒီမှာလည်းကြုံတိုးတပိတ်ချင်းပါဝင်မြို့နယ်၅မြို့နယ်ထပ်မင်းကိုလေကျောင်းမှပုံကျင်းခဲ့တယ်။ဖုန်ကြီးကျောင်းတွင်လည်းဘာသာရေးအစအုံများပြင်အရက်သားများနေထိုင်တဲ့နေရာတွေကိုလေကျောင်းမှပုံကျင်းရမှာမန္တလေးတိုင်းတပိတ်ချင်းမြို့၊စကိုင်းတိုင်းဝက်လက်မြို့၊အရရမြို့၊ပဲခူးတိုင်းအုတ်တွင်းမြို့၊မကွေးတိုင်းမြိုင်မြို့၊စောနယ်ခံကောမြို့တို့ပါဝင်ခဲ့ပါတယ်။ ။လေကြောင်းမှပုံကျဲမှုကြောင့်ကိုရင်ငယ်နဲ့တန်ကတော်စေပါထမင်းနဲ့ဘုံကြီးကျောင်းနေမှာဥပုပ်လာဆောင်သူ30ဦးထမင်းတင်ဆောင်ခဲ့ပါတယ်။တင်ဆောင်သူတွေမှာကလင်းငယ်များနဲ့အမျိုးသမီးများဆုံးပါဝင်ပါတယ်။သွေးစွန်ပြင်းနေတဲ့သင်္ကန်းကိုရှင်လေးရဲ့အသက်မဲ့နေတဲ့ကိုရင်ငယ်ရင်းရဲ့ဓာတ်ပုံတွေကတကြံကာလကိုအကြီးတန်းစင်ခဲ့ပါတယ်။ဒီမြင်ကွင်းတွေကအသင်းတစ်လုံးကိုအနဲ့ထိုးဆွသလိုတစ်စစ်စစ်နိုင်ရတယ်လို့စကိုင်းတိုင်းမှာကာကွယ်ရေးဘော်တောင်းကပြောပါတယ်။ဘုံကျဲလူတင်ဆောင်သွားတဲ့သူတွေကိုကြည့်လေကလင်းငယ်လေးတွေကိုရင်တန်ကာလေးတွေဒါလေးတွေက PDF ဒီမှာမဟုတ်တာ လို့၎င်းကလီတန်မာမာပြောပါရယ်အခါကြီးရဲ့ကြီးမှာဖုန်ကြီးចောင်းများကိုပြစ်မှတ်တာပုံကျင်းနေတဲ့စကောင်စင်ကအဂျာစီယာသတင်းတောက်ရဲ့အင်တာဗျူးမှာရခင်က၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုများနဲ့ပတ်သက်ပြီးသဘောထားတင်းမာစွာနဲ့ပထမဆုံးချိန်ထုတ်ဖော်ပြောဆိုသွားပါရယ်ကလီးများအပါဝင်လူပေါင်း180ခန်းတည်ဆုံတဲ့ပစီကြီးနေကြောင်းတိုက်ခိုက်မှုအပါဝင်2021အာနာသိမ်းပြီးနောက်ပိုင်းအရက်သားများတည်ဆုံခဲ့တဲ့တိုက်ခိုက်မှုတွေကို၎င်းတို့ကျူးလွန်ခဲ့ကြောင်းစကောင်စီပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသွားတာဖြစ်ပါရယ်တည် ဆုံးသူတွေကတော်လိုင်းကိုထောက်ခံခဲ့လို့ပုံကျဲတိုက်ခိုက်တယ်လို့ဆိုခြင်းဆိုထားပါတယ်တကြံကာလတွင်ရတများကိုဘုံကျဲတိုက်ခိုက်နေစဉ်စကောင်စင်ကောင်ဆောင်ကငလင်တန်တဲ့ဒေသရီရှင်ဖျားစီဒီများကိုတွားရောက်ခဲ့ပြီးဖျားတရကဟန်ပန်ကိုပြခဲ့တယ်။အမှန်တကယ်မှာတကြံကာလကစကောင်စီကအပြည့်ရကြီးညာထားတဲ့တမတ်ရက်တွင်ပါဝင်နေတဲ့အီဘီလာနှစ်ရက်နေမှာအီဘီလာ၂၂ရက်နေ့ထိအပြည့်ရထားမယ်လို့ကြေညာခဲ့တော်လဲလေးကျောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။တကြံကာလတွင်အရတရီကိုစစ် မှတ်ထားတဲ့စစ်ကောင်စီရဲ့ပုံကျဲတက်ခိုက်မှုတွေကအောက်တန်းကျပြီးရုပ်ကန်းနဲ့လုံရက်ဖြစ်ကြောင်းအညာဒေတာအခြေဆိုင် Mobile Medical Team West Division က တော်ရည်ဒီအောင်ကပြောပါရယ်အခါကြီးရဲ့ကြီးမှာဖုန်ကြီးချောင်းဒီမှာတွားပြီးတီလာယူကြတာခက်အဆက်ဆက်လုပ်ခဲ့ကြတာကိုးကွယ်ယုံကြည်မှုတွေကိုပါရိုက်ချိုးဖြက်စီးနေရလို့ပြောပါရယ်ဒီကနေ့နစ်စံတရနေ့ဒူနေမြန်မာနောက်ကျောလုံးလို့မရကောင်းခင်မှာတိုက်နေရင်ပြန်တန်းတန်နေထွက်ပေါ်နေပါရယ်ဒါအပြင်အာနာသိန်းကောင်းဆောင်ကဒီကနေ့စကားတခုပြောကြပါရယ်မြန်မာတက်ခေ1389ခုနှစ်ကိုကူပြောင်းရောက်ရှိလာခဲ့တဲ့ဒီလိုမင်္ဂလာရှိတဲ့မြန်မာနှစ်တစ်ကိုအခါသမယမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှာမိတင်းနေထိုင်ကြတဲ့ပြည်ထောင်စုဘွားတိုင်းရဲသားမိဘပြည်သူများအားလုံးအပါ ါဝင်ကဘာတဝမ်းလုံးမှာရှိကြတဲ့ကဘာသူကဘာသားတွေအားလုံးဘေးပြာဝေးကွာပြီးစိတ်ဒုက္ခ၊ကာယဒုက္ခတို့နဲ့ပြည့်စုံကြပါစေကြောင်းစုမုံကောင်တောင်းအပ်ပါတယ်လို့သူကဆိုပါတယ်။ ။ဒီလိုပြောပြီးတိုင်းမြို့ရွာတွေပေါ်ပုံပတ်ကျဲတဲ့အတွေ့အကြုံတွေတက်တည်သက်ကာရတွေကလေးနှစ်စာတောင်ရှိနေပြီဖြစ်ပါတယ်။အာနာသိန်းခေါင်းဆောင်အဲ့ဒီလိုပြောပြီးနိုင်ပိုင်းကြမှာပဲမိုးကုတ်မြို့အရှိပိုင်းမစိုးရင်တိုက်ချောင်းနီကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ပုံကျဲပါတော့တဲ့ကျဲသွားပြီဗျာဒီလိုနေကြီးလူတွေဖျားသွားကြောင်းတက်နေတာကိုကျဲတာဗျာလို့မြို့ကန်တအုပ်က ခံပြင်းစွာပြောပါတယ်။ဆလတ်ပြီးတဘာဝပြီးနေစင်အုပ်စုရက်ဆက်ယုံမှမှုဘေးကိုရှင်ဆိုင်ကြော်လွားပြီးလူမှုအတွက်အောင်ပွဲနှစ်သိမ့်ဖြစ်အောင်အတူတီးဆောက်ရမယ်လို့ယာယီသမရပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စေအောင်စုကသဘာဝဘင်းကြုံရခြင်းတရားဝင်မှုရရင်နိုင်ငံရအတုံးချနေမှုကိုတတိရှိဖို့အာဆီယံနဲ့နိုင်ငံတကာကိုတတိပေးပါရယ်အခု2025ခုနှစ်ကပြည်သူလူထုအတွက်တော်လိုင်းအပိသက်အောင်ပွဲအလင်းရောင်ကိုယူဆောင်နိုင်မယ်နှစ်ဖြစ်စေဖို့အတွက်တော်လိုင်းအင်အားစုတွေအားလုံးစတဲ့တဘို조사မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရရှာဤသမရဒူဝါလက်ရှိလာကတိုက်တွန်းလိုက်ပြီးသဘာဝဘင်းနဲ့စေအောင်စုရဲ့ရက်ဆက်ရုံမှမှုကိုအတူရင်ဆိုင်ကြော်လွှားကြမယ်လို့ပြောကြားခဲ့ပါရယ်မြန်မာနိုင်ငံတရနေ့ဖြစ်တဲ့ဧပြီလ18ရက်နေ့မှာရှာဤသမရကပြည်သူ များထံနှစ်သက်ကူးနှုတ်ခွန်းဆန်းမိန်ကွန်းပြောကြားခဲ့ရာထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာပါပြည်သူများအနေနဲ့မလ28ရက်မှာလောက်ခတ်ခဲ့တဲ့စကိုင်းငလင်းကြီးကြောင့်အသက်ဆုံးရှုံးအိုးအိမ်နဲ့ပိုင်ဆိုင်မှုတွေပျက်စီးခဲ့ရတဲ့ပြင်အကျန်းဖတ်စေအောင်စုရဲ့ရှုံးမာရဲ့ဆက်တဲ့လုံရက်တွေဆက်လက်ကြုံရပြီးဘေးဒုက္ခတွေတပူပေါ်နှစ်ပူဆင်းဖြစ်ခဲ့ရကြောင်းယာယီသမရာကပြောပါတယ် ဒါအပြင်ကလင်ပင်ကိုစေအောင်စုကနိုင်ငံရေးအသုံးချဆောင်ရွက်နေတယ်လို့လူသားစာနာမှုအကူအညီတွေကိုလက်နက်တပွဲကင်ဆွဲအသုံးချနေကြောင်းရှာရေးသမ္မတကပြောပါရင်ကျွန်တော်တို့လူလူထိခိုက်ခံစားမှုကိုအကြံပေးစေအောင်စုကထပ်မံအသုံးချခွင့်ရှာသွားတာကတော့စိတ်မကောင်းစရာကောင်းပါတယ်လို့ရှာရေးသမ္မတကပြောပါရင် နိုင်ငံတကာကပီအက်တဲ့လူသားစာနာမှုအကူအညီတွေကလိုအပ်နေတဲ့လူမှုလက်ထဲထိုင်းရရောက်ရှိရမယ်လို့၎င်းကဆိုပါတယ်လူမှုကိုဘေးဒုက္ခအန်တီအမ်မျိုးစုံကြားရအောင်လုပ်နေတဲ့အကြံဖတ်စစ်တပ်လက်ထဲလူသားစာနာမှုအကူအညီအုပ်စုကိုကြိုးအတွက်အသုံးချဖို့ဘယ်လိုနည်းနဲ့မှရှာမသွားရဘူးဆိုတာ ရှင်းရှင်းပဲပြောကြားခြင်းပါတယ်လူသားစာနာမှုအကူအညီဆိုတာကန့်သက်ထိန်းချုပ်ရမယ့်အခွင့်အထူးခံစား권မဟုတ်ပါဘူးလူသားစာနာမှုအကူအညီဆိုတာဒုက္ခရောက်လူတို့ကိုရကိုရရမယ့်အခြေခံအခွင့်အရေးဖြစ်ပါတယ်လူသားစာနာမှုအကူအညီတွေကိုကိုကြိုးအတွက်အသုံးချတာမျိုးမဖြစ်စေပဲဘေးဒဏ်သင့်လူတို့တရားလုံးစီမံမျှမျှတတနဲ့အလင်းအမြန်သွားရောက်စေဖို့ပြည်ရင်းလူမှုအဝိုင်းဝန်းနိုင်ငံတကာကမိတ်ဆွေတွေနဲ့ကျွန်တော်တို့တိုင်းရင်းသားညီညွတ်ရေးအစိုးရကစ조사ပူပေါင်းဆောင်ရွက်နေပါတယ်လို့ယာယီသမ္မတကပြောပါတယ်အကြံဖတ်စေအုပ်စုကနိုင်ငံရေးလက်နက်တပ်ဖွဲ့ချုပ်ကိုင်အသုံးချနေခြင်းကိုကြော်လွှ ်လွှားဖို့လူမှုကိုထပ်မံအသုံးချခြင်းမျိုးဖြစ်စေဖို့အာဆီယံနဲ့နိုင်ငံတကာကိုတတိပေးတောင်းဆိုနေကြောင်းပြောပါရယ်။တိုင်းပြည်ကငလင်ဘေးဒဏ်ရှိကိုကြုံတွေ့ခံစားနေရချိန်မှာပြည်သူချင်းချင်းကူညီပေးမှကြချိန်မှာနိုင်ငံတကာမိတ်ဆွေတွေကလူဦးပညာနဲ့စာနာမှုအကူအညီအထောက်ပံ့တွေနဲ့စိတ်ရင်းနဲ့ကူညီနေကြချိန်မှာအကြံဖတ်စစ်ကောင်စီကတော့သူအာနာတီမြေကြီးနဲ့ကိုကျိုးစီပွားအတွက်သာကြည့်နေခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါတယ်လို့ယာယီသမရကပြောကြားပါရယ်။ဒါအပြင်တိုင်းပြည်ငလင်ဘေးဒဏ်ကြုံတွေ့ခံစားနေရချိန်မှာပဲလေကြောင်းတိုက်ခိုက်မှုတွေ ်ရပ်တန့်ခြင်းမရှိလို့ပြောပါတယ်ဒါကဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဒုက္ခပေါ်ဒုက္ခအထက်ထပ်ပြီးတဲ့လုံရက်ဖြစ်ပါတယ်ပြည်သူဗန္နာနဲ့ဝယ်ယူဖြစ်တင်ထားတဲ့အရင်အမြင့်တွေကိုပြည်သူလူထုပေးဒုက္ခရောက်ကြတဲ့ရင်မှာအတုံးပြူရမယ်စာစစ်ကောင်စီကတော့ပြည်သူလူထုကိုတပ်ဖြတ်ဖို့အတွက်အတုံးပြူနေတာကိုရှင်းရှင်းလင်းလင်းကြည့်မြင်လို့အပ်ပါတယ်လို့ယာယီသမရကပြောကြားပါတယ်။စေအုပ်စုတရားဝင်မှုရရှိရေးအခွင့်အာဏာကောင်းရပြီလို့ဆိုပြီးတိုင်းပြည်ပေးဒုက္ခကိုကိုကြိုးစည်းဝါအတွက်အတုံးချဖို့ကြိုးပမ်းမှုတွေကိုသတိရှိဖို့ထပ်မံပြောကြားပါတယ်။ လက်ရှိမှာတော်လိုင်းအင်အားစုအတီးတီးရဲ့စွမ်းဆောင်ရည်လေးနဲ့ပြည်သူတွေအားပေးထောက်ခံမှုတွေကြောင့်စစ်ကောင်စီအနေနဲ့အကြီးမားဆုံးဆုံးရှုံးမှုတွေရင်ဆိုင်ကြုံနေရပြီလို့လည်းမင်ကုန်းမှာရှာရီသမရဒူဝါလက်ရှိလာကထည့်သွင်းပြောကြားခဲ့ပါတယ်။နိုင်ငံတော်မှာစစ်ကောင်စီထိန်းချုပ်နိုင်မှုက၄ပုံတပုံတော့မရှိတော့ဘူးဆိုတာကိုမြေပြင်အချက်လက်တွေကဖော်ပြနေရလို့၎င်းကပြောပါတယ်။ နွေဦးတော်လိုင်းရေး၄နှစ်ကျော်လွန်လာပြီဖြစ်ရာတော်လိုင်းအချိန်ကြာမြင့်လာတာနဲ့အများပြည်သူထိခိုက်ခံစားရမှုကြီးမားသလို့တိုင်းပြည်လည်းနစ်နာခဲ့ရကြောင်းပြောပါရယ်။ဒါအပြင်တိုင်းပြည်နယ်ပြည်သူ့ဗန္နာကိုကုတ်သွေးဆုပ်ပြီးပြည်သူကိုစစ်မှတ်ပြုနေတဲ့စေအုပ်စုကိုတိုက်ထုတ်ရတဲ့တော်လိုင်းရေးဖြစ်သလို့ ်စစ်အာဏာရှင်အမှုအကျင့်အတွေးခေါ်မှန်သမျှအဆုံးသတ်ဖို့ဆင်နွှဲနေရတဲ့တွန်လိုင်းဖြစ်ပြီးခက်ခဲကြမ်းတမ်းမှုများစွာရှိလာကိုအရှိတရာကြာကြာကြည့်မြင်ရမယ်လို့လည်းပြောပါရယ်တနိုင်သမျှဒီတွန်လိုင်းကိုအမြန်ဆုံးအောင်မြင်အောင်လှုပ်ဆောင်ပြီးပြည်သူလူထုထမ်းထားတဲ့ဝန်ထုပ်ဝန်ပိုးတွေပပျောက်သွားအောင်ကြိုးစားကြမှာဖြစ်ပါရယ်အထူးသဖြင့်ဒီ2025ခုနှစ်ကကြီးမားတဲ့တွန်လိုင်းအလဲပြားဖြစ်လာစေမယ့်နှင့်ပြည်သူလူထုအတွက်တွန်လိုင်းအပိသက်အောင်ပွဲအလင်းရကိုယူဆောင်သွားစေမယ့်နှစ်ဖြစ်ဖို့ကျွန်တော်တို့တွန်လိုင်းအင်အားစုတွေအားလုံးစတဲ့တဲ့ဘို့စူးစမ်းသွားမှာဖြစ်ပါတယ်လို့ရှာရီသမနာဒူဝါလက်ရှိလာကပြောပ ါပါတယ်။လွတ်လပ်မြတ်တန်းတူတဲ့ Federal Democracy နိုင်ငံတော်တည်ထူထောင်ရေးအတွက်မရိုင်းလဲတဲ့တန်နိဋ္ဌာန်ခိုင်မာတဲ့ခိုင်မာစေဒီနှစ်သစ်မှာထပ်မံချမှတ်ကြဖို့ပြောကြားတယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ Oh.